မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့မေလ20ရက်နေ့နေ့လယ်ပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်ပထမဆုံးတင်ဆက်ပေးရမယ့်စကမ်းသိတိုက်ပွဲသတင်းကတော့ကချင်ပြည်နယ်ဝိုင်းမော်မြို့နယ်စစ်ကောင်စီအင်အား200ခန့်ရှိတဲ့ဂဇူးစစ်ကောင်စီတပ်စခန်းကြီးနဲ့ခါရှိကျေးရွာစစ်ကောင်စီတပ်စခန်းအပါအဝင်စစ်ကောင်စီတပ်စခန်း၄ခုကို KIA ကမေလ19ရက်နေ့ညပိုင်းမှာတိုက်ခိုက်သိမ်းပိုက်လိုက်ပြီးဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်မေလ17ရက်နေ့ကစတင်တိုက်ခိုက်ခဲ့တဲ့ဝိုင်းမော်မြို့နယ်မြေကြီးနားဗမော်လမ်းပေါ်မှာရှိတဲ့ ဂဇူးကျေးရွာစစ်ကောင်စီတပ်စခန်းကိုမေလ19ရက်နေ့ည7:00နာရီမှာတိုက်ခိုက်သိမ်းပိုက်ရရှိသွားပြီလို့သိရပါဗါးအဲ့ဒီဂဇူးစစ်ကောင်စီတပ်စခန်းမှာစစ်ကောင်စီအင်အား200ခန့်ရှိပြီးတော့စစ်ကောင်စီဘက်ကတိုက်ဆုံမှုတွေများပြားခဲ့တယ်လို့သိရပါဗါးအဲ့ဒီနောက်မှာတော့ဝိုင်းမော်မြို့အဝင်ခါရှိကျေးရွာစစ်ကောင်စီတပ်စခန်းကိုလည်းမေလ19ရက်နေ့ည7:00နာရီအချိန်မှာ၎င်းသိမ်းပိုက်ရရှိခဲ့တယ်လို့သိရပါဗါးဂဇူးစစ်ကောင်စီစခန်းမှာစစ်အင်အား200လောက်ရှိတာခွေးအသေးပြောက်များတယ် စခန်းကြီးလို့ပြောလို့ရတယ်နောက်တစ်ခါဝိုင်းမော်မျိုးအဝင်သားကခါရှိကြီးရစစ်ကောင်စီတပ်စခန်းကိုလည်းမေလ19ရက်နေ့ည7:00နာရီကျော်မှာတိုက်ပိုက်ရရှိခဲ့ပါတယ်တိုက်ပွဲကဝိုင်းမော်မျိုးနားရောက်နေပါပြီလို့ KIA ရဲ့သတင်းအရင်းမြစ်ကပြောဆိုထားပါတယ်ဒါ့အပြင်မေလ19ရက်နေ့မှာစစ်ကောင်စီရဲ့တောင်ပေါ်တပ်စခန်းနှစ်ခုဖြစ်တဲ့ပြင်းပိုကောင်တပ်စခန်းနဲ့လိုင်းဖောင်တပ်စခန်းတို့ကို KIA ဥဆောင်တဲ့တွန်လိုင်းတပ်ဖွဲ့များကတိုက်ပိုက်ရရှိခဲ့တယ်လို့သိရပါတယ်ဝိုင်းမော်မျိုးနဲ့ရွှေညောင်မဲကျေးရွာမှာရှိတဲ့ခမရ3နှစ်တက်စစ်ကောင်စီတပ်စခန်းဌာနချုပ်ကို သိမ့်ပိုက်ရရှိရေးအတွက်ဆက်လက်ပြီးတော့ထိုးစစ်ဆင်ဆောင်ရွက်နေတယ်လို့သိရပါတယ်။ဒီမနက်ရွှေညောင်မယ်မှာတိုက်ပွဲတွေတော်တော်ပြင်းထန်နေပါတယ်။စစ်ကောင်စီကလေရင်တွေလက်နက်ကြီးတွေတအားသုံးနေတယ်လို့ KIA ရဲ့သတင်းအရင်းမြစ်ကရှင်းပြထားပါတယ်။ကချင်ပြည်နယ်မှာမက်လ9ရက်နေ့ကနေစတင်ခဲ့တဲ့စစ်ဆင်ရေးများအတွင်းမှာစစ်ကောင်စီတပ်စခန်းစုစုပေါင်း100ကျော်ကိုသိမ့်ပိုက်ရရှိထားပြီဖြစ်ကြောင်းသတင်းရရှိပါရယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့မန္တလေးတိုင်းမြင်းညံမြို့နယ်ရွာရှိရွာကနေထွက်လာတဲ့စစ်ကြောင်းကိုမိုင်းဆွဲတိုက်ခိုက်ခဲ့ရာစစ်အရာရှိတအုပ်အပါအဝင်6ဦးသေဆုံးခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မိုင်းဆွဲတဲ့နေရာကိုနယ်မြေရှင်းလင်းရေးလုပ်တဲ့အချိန်မှာစစ်ကောင်စီတပ်သားအလောင်းတလောင်း RPG ၃လုံးနဲ့ကွန်ပျူတာတလုံးကိုတင်းစီရရှိခဲ့ကြောင်းကိုညောင်ဦးမြို့နယ်ပကဖ ဗကံပြည်ဘလူးတက်ကတာဝန်ရှိသူတို့ကပြောဆိုထားပါရယ်မေလ16ရက်နေ့မွန်လွဲတနအီမင်းနဲ့40ခန်းအချိန်ကမြင်းညာမြို့နယ်ရွာရှိရွာကိုမိရှုပ်ပြီးတော့ကမ်းရွာဘက်ကိုထွက်လာတဲ့အကြမ်းဖက်စစ်ကောင်းစီစစ်ကြောင်းကိုပရိသာမိုင်း၃လုံးနဲ့ပေပါမိုင်းအုံပြုတ်ပြီးတော့မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့သိရပါရယ်အကြမ်းဖက်စစ်ကောင်းစီဘက်ကဗျူဟာမှုအပါဝင်6ဦးသေဆုံးက12ဦးခြေပြက်လက်ပြက်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါရယ်အဲ့ဒီနေရာကိုနယ်မြေရှင်းလင်းတဲ့အချိန်မှာအကြမ်းဖက်စစ်ကောင်းစီတပ်သားအလောင်းတလောင်း RPG သုံးလုံးနဲ့ကွန်ပျူတာတစ်လုံးကိုတင်စီရရှိခဲ့တယ်လို့သိရပါဗယ်။သေးတာတွေကလည်း6កောင်တော့မကလောက်ဘူးဗျ။များတော့များမယ်။အရာခံဘူ2ယောက်သေးတယ်လို့သိရတယ်။အလောင်းတွေမိရှုထားခဲ့တဲ့နေရာတွေလည်းရှိတယ်။ပရိသတ်မိုင်းသုံးလုံးနဲ့ပေပါမိုင်းဆိုတော့အတော်ကိုထိသွားတာ။သူတို့ကအုပ်စုလိုက်ကြီးတက်လာတာဆိုတော့သူတို့ပစ္စည်းတွေကိုထားပြီးတော့ထွက်ပြေးသွားတာ။ပထမတော့60မမတလက်တောင်ကြံခဲ့သေးတယ်။ပြီးတော့မှပြန်လာယူသွားတာ။ဝရုံးသုံးကနဲ့ဆိုတော့ကြံနေခဲ့တာ။အခုတော့ကိုင်းရွာကနေပြီးတော့စစ်ကြောင်းကပြန်ဆုတ်သွားပြီ။ တိမ့်မိတဲ့အထဲမှာကွန်ပျူတာတစ်လုံးမှာတိမ့်မိတာကွန်ပျူတာကိုစစ်ကြည့်တဲ့အချိန်မှာပြည်သူတွေစီကနေခိုးလာတဲ့ကွန်ပျူတာဖြစ်ဖို့များတယ်သူတို့ကွန်ပျူတာတော့မဟုတ်လောက်ဘူးလို့ညောင်မြို့နယ်ပကဖပကံပြည်ဘလူးတက်ကတာဝန်ရှိသူတူကပြောဆိုထားပါဗျ။မိုင်းဆွဲခံရလို့တေဆုံသွားတဲ့စစ်ကောင်စီတပ်သားတွေမှာစစ်ကောင်စီဘက်ကအရာရှိဗျူဟာမှုတအုပ်ပါဝင်ပြီးတော့တေဆုံဒဏ်ရာရအကြမ်းဖက်စစ်ကောင်စီတပ်သားများကိုစီမီးကုံစိတ်ကန်းကနေတဆင့်ရေလန်းအတိုင်းမြင်းညံမြို့ကိုတေဆောင်သွားတယ်လို့သိရပါဗျ။ယခုအခါမှာကမ်းရွာဘက်ကနေထွက်သွားတဲ့အကြမ်းဖက်စစ်ကောင်စီစစ်ကြောင်းဟာ မယိုးကုန်းရွာကိုရောက်ရှိနေပြီးတော့မြင်းညာမျိုးကို ပြန်နိုင်တယ်လို့သိရပါတယ်။၎င်းတိုက်ခိုက်မှုကို MP9 PDF, Mindzani PDF, တလုတ် PDF, 1 PDF, MGN 9 Star, AR Minda PDF နဲ့ပကံပြည်ဘလူးတက်တို့ကပူးပေါင်းကတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ဆလဘီတင်ဆက်ပေးရမယ်တရင်ကတော့ PDF နဲ့တိုင်းသားလက်နက်ကိုင်တပ်ဖွဲ့များကိုလူမှုကွန်ရက်ပေါ်မှာဗီဒီယိုတင်ပြီးတော့လောင်ပြောင်ခဲ့တဲ့ဒေါ်ဖြူဖွေးရဲ့ခင်ပေါ် ဘူကြီးအောင်မျိုးဦးဟာရခိုင်ပြည်နယ်တိုက်ပွဲမှာတေဆုံးသွားပြီးအလောင်းပြန်မရဘူးဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ကြောက်စဲမျိုးသူဒေါ်ဖြူဖွေးရဲ့ခင်မွန်ဖြစ်သူဘူကြီးအောင်မျိုးဦးဟာမေလာနှစ်ရက်နေမှာရခိုင်ပြည်နယ်တိုက်ပွဲမှာတေဆုံးသွားတယ်လို့သိရပါဗါးဒါပေမဲ့ဇနီးဖြစ်သူနဲ့ကျန်ရဲသူမိသားစုထံကိုမေလာ၁၂ရက်နေမှာသာသတင်းရောက်ရှိခဲ့တယ်လို့သိရပါဗါးဇနီးဖြစ်သူဒေါ်ဖြူဖွေးဟာ PDF နဲ့ ERO များဟာစစ်တပ်ကိုရှင်လို့မရကြောင်းစစ်တပ်ချင်းရှင်အောင်မှမြန်မာစစ်တပ်ကပို့ပြီးတော့ဝါရင်ပြီးပို့ပြီးစနစ်ကြကြောင်း စစ်ကောင်စီတက်နဲ့တိုင်းရင်းသားများ PDF တက်များရဲ့ခြိတက်ပုံနဲ့နေထိုင်ပုံများနှိုင်းရှင်ကြည့်မယ်ဆိုရင်စနစ်ကျတဲ့မြန်မာစစ်တပ်ကို PDF နဲ့ EAO တက်များကလုံးဝမရှင်နိုင်ကြောင်းလူမှုကွန်ရက်ပေါ်မှာဗီဒီယိုရိုက်ပြီးတော့တင်ခဲ့တယ်လို့သိရပါတယ်။မတ်ဖြူခွေးရဲ့အမျိုးသားဗိုလ်ကြီးအောင်မျိုးဦးကရခိုင်ပြည်နယ်တိုက်ပွဲမှာကြာတာအလောင်းပြန်မရဘူး။မေလ၂ရက်နေ့မှာတေးတာကို၁၂ရက်နေ့မှာတည်ရလို့၁၅ရက်နေ့ကြာမှသပိတ်တော့လောက်ရတယ်။ဒါတောင်မှတက်ကတရားဝင်အကြောင်းကြားတာမဟုတ်ဘူး။နီးစပ်ရမိတ်ဆွေတွေကအကြောင်းကြားလို့သိရတာ။ သူကတစ်တော့မှ PDF နဲ့တိုင်းသားတက်တွေကမညီမညာလမ်းလျှောက်တာတခုတည်းနဲ့တယ်စစ်တပ်ကိုရှင်လို့မရဘူးဆိုပြီးတော့လောင်ပြောင်ခဲ့တာလို့မိတ်ဆွေတို့ကပြောဆိုခဲ့ပါတယ်။တေဆုံသွားတဲ့ဗိုလ်ကြီးအောင်မျိုးဦးဟာ2022ခုနှစ်နိုဝင်ဘာလအတွင်းမှာမင်္ဂလာဆောင်ခဲ့ပြီးတော့သာသမီကျန်ရည်ချင်းမရှိကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့ရခိုင်ပြည်နယ်မောင်တော်မြို့နယ်မှာစစ်ကောင်စီရဲ့လေကြောင်းကနေပြီးတော့ဘုံကျဲတိုက်ခိုက်မှုကြောင့်ထွက်ပြေးလာတဲ့ရိုဟင်ဂျာ166ဦးကိုအေအေကကယ်တင်လိုက်တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မေလ17ရက်နေ့မှာအကြမ်းဖက်စစ်ကောင်စီကဘူးတီတောင်မြို့နယ်ကြောက်ဖြူတောင်ကျေးရွာ တပ်မင်းချောင်းကျေးရွာငကျင်တောက်မွတ်စလင်ကျေးရွာများကိုတိုက်လေရင် Y12 လေယာဉ်များနဲ့ဝေဟင်ကနေပြီးတော့ဘုံကျဲတိုက်ခိုက်ဖျက်ဆီးနေတဲ့အတွက်အဲ့ဒီကျေးရွာ၃ခုကထွက်ပြေးလာတဲ့ကလေးငယ်များအပါအဝင်ရိုဟင်ဂျာ166ဦးကိုအရခတ်တပ်တော် AA ကမောင်တော်မြို့နယ်အောင်စီရကျေးရွာအနီးမှာတွေ့ရှိတဲ့အတွက်ကြောင့်ကျမ်းမာရေးမကောင်းတဲ့သူများကို AA ကစေကူတမှုပေးခဲ့တယ်လို့ထုတ်ပြန်ထားပါတယ်။လက်ရှိမှာဘူဒီတောင်မြို့ပေါ်မှာရိုဟင်ဂျာများကိုနှင်ထုတ်ပြီးတော့နေအိမ်များကို AA ကမိရှုံနေကြောင်းရိုဟင်ဂျာများကိုတပ်ဖြတ်မှုများလည်းကျူးလွန်နေကြောင်း ရိုဟင်ဂျာအရေးတက်ကြွလှုပ်ရှားသူများကအေအေကိုဆွဆွဲလျက်ရှိကြောင်း Riders ရဲ့သတင်းတွေအရသိရှိရပါတယ်။အေအေဘက်ကအဲ့ဒီဆွဆွဲချက်တွေကိုညှင်းဆူလိုက်ပြီးတော့ဘူတီတောင်မျိုးကိုအေအေမဝင်ခင်ကတည်းကစစ်ကောင်စီရဲ့တိုက်လေရင်နဲ့ဘုံကျဲခြင်းကြောင့်ဘူတီတောင်မျိုးမီးလောင်သွားခြင်းဖြစ်တယ်လို့အေအေရဲ့ပြောရေးဆိုခွင့်ရှိသူဥခိုင်တုခက Riders သတင်းဌာနကိုပြောဆိုခဲ့ပါတယ်။တခြားတစ်ဖက်မှာလည်းကုလသမဂ္ဂအခွင့်အရေးဆိုင်ရာမဟာမင်းကြီး Volker Tuck ကရိုဟင်ဂျာများနဲ့ပတ်သက်ပြီးတော့ထုတ်ပြန်ချက်တစ်ခုကိုထုတ်ပြန်ခဲ့ရမှာရခိုင်ပြည်အတွင်းတိုက်ပွဲများ ပြင်းပြင်းထန်ထန်ဖြစ်ပွားနေခြင်းကြောင့်အရတားပြည်သူများရဲ့လုံခြုံရေးအတွက်စိုးရိမ်စရာဖြစ်နေရတယ်လို့ပြောဆိုခဲ့ပါတယ်။ရခိုင်ပြည်တွင်းမှာရှိတဲ့ရိုဟင်ဂျာများအပေါ်ကိုနောက်တစ်ချိန်ကြောက်မက်ဖွယ်ရာနှိပ်စက်တပ်ဖြတ်မှုများပေါ်ပေါက်မလာအောင်လို့နိုင်ငံတကာအတိုင်းအဝိုင်းအနေနဲ့ဖိအားပေးကြဖို့အတွက်တိုက်တွန်းထားတယ်လို့ပြောဆိုခဲ့ပါတယ်။အဲ့ဒီထုတ်ပြန်ချက်ကိုအမေရိကန်ရောက်အာရခပြည်ပွားများကအမေရိကန်ပြည်ထောင်စုနယူးယောက်ကကုလသမဂ္ဂရုံးရှိမှာမေလ16ရက်နေ့ကကန့်ကွက်ဆန္ဒပြခဲ့ကြတယ်လို့သိရပါဗော်ကာတာကပြောဆိုချက်များဟာ သတင်းအမားများကိုအခြေခံပြီးတော့ရခိုင်လူမှုနဲ့အေအေကိုပြစ်တင်ပြောဆိုခြင်းများနဲ့စစ်ကောင်စီအပါဝင်စစ်ကောင်စီရဲ့လက်ကင်ဒုတ်များကိုအားပေးအားမြောက်ပြုတဲ့ဇကားများကိုပြောဆိုခဲ့တယ်လို့ဆန္ဒပြသူများကပြောဆိုနေကြပါတယ်။ဗော်ကာတက်ရဲ့ထုတ်ပြန်ပြောဆိုခြင်းများဟာကဘာမှာရခိုင်လူမျိုးတွေရဲ့တည်ရှိမှုကိုပါချိမ့်ချောက်ရာရောက်ပြီးတော့အရခပြည်သူများလူအခွင့်ရေးတရားမျှတရေးလွတ်မြောက်ရေးငြိမ်းချမ်းရေး စစ်အာဏာရှင်တိုက်ဖြတ်ရေးတွေကိုလည်းမျက်ကွယ်ပြုပြီးတော့လှုပ်ဆောင်နေတယ်လို့ဆန္ဒပြတဲ့သူတွေကပြောဆိုကြပါတယ်လက်ရှိရခိုင်ပြည်နယ်မှာစစ်ကောင်စီနဲ့အာရခတပ်တော်တို့နှစ်ဖက်တိုက်ပွဲများဆက်လက်ပြင်းထန်နေပြီးတော့တိုက်ပွဲများအတွင်းမှာအရက်သားပြည်သူများတပ်ဖြတ်ခံရခြင်းများဖမ်းဆီးခံရမှုများအန္တရာယ်ရှိနေကြောင်းကိုဗော်ခတ်ကပြောဆိုခဲ့ပါတယ်အဲ့ဒီအခြေအနေမှာမြန်မာစစ်တပ်နဲ့စစ်ကောင်စီလော်ဘီများကလည်းအေအေက ဘူတီတောင်မြို့မှာရိုဟင်ဂျာများရဲ့နေအိမ်များကိုမိရှို့ပြီးလူမျိုးတုံးတပ်ဖြတ်မှုတွေကိုကျူးလွန်နေတယ်ဆိုတဲ့ဝါဒဖြန့်မှုများကို Telegram Channel တွေကနေတဆင့်အရှိန်အဟုန်နဲ့ဝါဒဖြန့်ချီလဲရှိပြီးတော့အဲ့ဒီဝါဒဖြန့်မှုများမှာရိုဟင်ဂျာတက်ကြွလှုပ်ရှားသူများရဲ့ဗီဒီယိုများနဲ့ပြောဆိုချက်များကိုပါကိုးကားပြီးတော့အသုံးပြုလာတာကိုတွေ့ရှိရကြောင်းသတင်းရရှိပါတယ်ခင်ဗျာဆလာဘီတင်ဆက်ပေးရမယ်တရင်ကတော့ကရင်နယ်ကြားဆောင်တက်များပြန်လည်ထိန်းချုပ်ထားတယ်ကရင်ပြည်နယ်မြောက်ပိုင်းမြို့ လူဝင်မှုကြီးကြပ်ရေးနဲ့ပြည်သူ့အင်အားဦးစီးဌာနလာဝကမျိုးနဲ့ဦးစီးမှုကြော်ဆိုးထွန်းကိုတရားမဝင်လက်နက်ကိုင်ဆောင်မှုနဲ့စစ်ကောင်စီကဖမ်းဆီးချုံနှောင်ဆစ်ဆီးနေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဦးကြော်ဆိုးထွန်းဟာတရားမဝင်လက်နက်ကိုင်ဆောင်ပြီးတော့ UID စမတ်ကပ်ပွဲစားတအုပ်ကိုဥကောင်းကိုထုရိုက်ပြီးတော့အကြမ်းဖက်ဖြစ်စဉ်ကိုမြောက်ပတိလာဝကခရိုင်မှုဦးကြော်ကြော်တန်းကစစ်ကောင်စီထံကိုသတင်းပေးတိုင်ကြားတဲ့အတွက်ကြောင့် ပြီးခဲ့တဲ့မေလ15ရက်နေ့မှာမြောက်ရီမြို့မှာရဲတပ်ဖွဲ့က၎င်းအားဖမ်းဆီးချုံနှောင်ထားလိုက်ခြင်းဖြစ်တယ်လို့ဒေသခံတအူးကပြောပြခဲ့ပါတယ်။အဲ့ဒီမြို့နယ်မှူးကဆက်ဆံရေးတအားရိုင်းဆိုင်နဲ့ Pistol.38 တနက်ကိုဝေကင်ထားတာရုံထဲမှာတနက်ကိုခါးကြထိုးပြီးတော့နေတယ်။ Smack ကပွဲစားနဲ့ပြဿနာဖြစ်ပြီးတော့ရုံထဲမှာပွဲစားကိုတနက်နဲ့ခေါင်းကိုထုရိုက်လိုက်တာပွဲစားခေါင်းကွဲသွားတယ်။ရုံထဲမှာသူကဘသူ့ကိုတိုင်တိုင်ဂယုမဆိုင်ဘူးဆိုပြီးတော့ပစိုးလှန်ပြပြီး Smack ကလာလို့တဲ့သူတွေကိုဆဲဆိုတာတွေလည်းရှိတယ်။ အခုကသူ့အထက်ကခရိုင်လာဝကမှုကတိုင်ချက်ဖွင့်လို့သူ့ကိုဖမ်းပြီးတော့ရဲစခန်းမှာစစ်ဆေးနေတယ်လို့သိရတယ်လို့လာဝကနဲ့နီးဆက်သူမြောက်ဒီဒေသခံတအုပ်ကပြောကြားထားပါတယ်ပြီးခဲ့တဲ့ AP လဒုတိယဘက်ကစပြီးတော့တရုတ်မြန်မာထိုင်းနေဆက်ဖြတ်တန်းသွားလာခွင့်ကို Smartcat UID နံပါတ်ကိုရေးအချက်လက်များမှန်ကန်ကြောင်းစစ်ဆေးပြီးမှသာစစ်ကောင်စီကနေဆက်ဖြတ်တန်းခွင့်ထုတ်ပေးတဲ့စနစ်ကိုပြောင်းလဲလိုက်ခြင်းဖြစ်တယ်လို့သိရပါတယ် စမကပ်ပြုတ်လို့ရမှာလူကိုယ်တိုင်လာရောက်ပြုတ်လို့ရမယ်လို့ကြေညာထားတော်လဲအ мян ရအောင်လို့ရှမ်းမြောက်မူဆယ်လာရှုပ်အပါဝင်မြဝတီမြို့မှာပွဲစားတွေကနေတစ်ဆက်ပြုတ်လို့သူတွေများပြားနေပြီးလက်ပေးလက်ယူမှုတွေလည်းရှိနေတယ်လို့ဒေသခံပြည်သူတွေကပြောဆိုထားပါတယ်။နေဆက်ဂိတ်များဖြတ်တန်းသွားလာခွင့်ကို UID စမကပ်အချက်အလက်တိုက်ဆိုင်စစ်ဆေးတဲ့စနစ်နဲ့စစ်ဆေးပြီးမှသာပြစ်မှုကင်းရှင်းသူစစ်ကောင်စီကဖမ်းမရန်ထုတ်ပြန်ခံရခြင်းမရှိသူ စီဒီအမ်ပြုတ်လုပြီးတော့တင်းရှောင်နေတဲ့ဝန်ထမ်းဟုတ်မဟုတ်စစ်ဆေးပြီးမှသာဖြတ်တန်းသွားလာခွင့်ပြုရန်နေပြည်တော်မှာရှိတဲ့စစ်ကောင်စီရဲ့ပြည်ထောင်ဝင်ကြီးဌာနကညွှန်ကြားထားကြောင်းသတင်းရရှိပါရယ်ခင်ဗျာအခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စီရေးသတင်းနိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါရယ်ခင်ဗျာ